ဂျူးလူမျိုးများဝေးလံခံသည့်သောဒေသဤအုံနှုံးသည်အစ္စရေးနိုင်ငံပြင်ပတွင် နေထိုင်သောဂျူးအတိုင်းဝိုင်းများကိုရည်ညွှန်းသည့် AD 90ခုနှစ်တွင်အစ္စရေးနိုင်ငံကြဆုံးခြင်းကြောင့်ပြန့်ကျဲခြင်းနှင့်နှိမ့်ဆက်ညှဉ်းပန်းခြင်းတို့ကိုဖြစ်ပေါ်စေခဲ့တော်လဲ1948ခုနှစ်တွင်အန်အားသင့်ပွဲလွတ်လပ်ရေးကိုကြေညာခဲ့သည်မင်းကိုတမာကျန်းစာတွင် မှတ်တမ်းတင်ထားသောဖျားသခင်၏ ပရောဖက်ပြုစကားများပြည့်စုံခြင်းအဖြစ်မြင်နိုင်သည့်ယေရှု၏လဝါကတ်တိုင်တင်ခြင်းမတိုင်မီအဖြစ်ပြက်များတွင်လှုပ်ဝှက်ချက်ပါရှိသည်။ဖျားသခင်သည်ယေရှု၏ဝိယုံနှင့်အင်းကြီးအကြောင်းကိုတမာကျမ်းစာတွင်အဘဲကြောင့်အသေးစိတ်ဖော်ပြထားသည်နီယနေ့တမာကျမ်းစာသားအပိုင်းတွင်အဖြေကိုအတူတကွလေ့လာကြပါစို့။ယောဟန်၁၉:၂၃24စစ်တီတို့သည်ယေရှုကိုလဝါကတ်တိုင်မှာရိုက်ထားပြီးသောအခါကိုရော်၏အဝင့်များကို လေးပိုင်းပိုင်း၍စစ်တီတိုင်းအတွက် တပိုင်းစီနှင့်အင်ဂျီကိုပါယူကြ၏ထိုအင်ဂျီသည်ခြုံရိုးမဲ့ဖြစ်ပြီးတပိုင်းတည်းရလုထားသည် ထို့ကြောင့်သူတို့ကငါတို့သည်ယင်းကိုမဆုတ်ကြနှင့်မဲချ၍ညှို့ဥ္စာဖြစ်မည်ကို ဆုံးဖြတ်ကြကုန်အံ့ဟုအချင်းချင်းပြောဆိုကြ၏ယေရှုသည်စူးပင်တရဖူကိုဆောင်း၍ရလုရာနေရာဖြစ်သောဂေါလဂေါသာသို့ကျွတော်မူ၏ကိုတော်သည် ပြင်းထန်စွာရိုက်နှက်ခံရပြီးတကူလုံးတွေးဆွန်းနေ၏ ထိုတွင်ယောမစစ်သားများသည်ယေရှုကိုလဝါကတ်တိုင်မှရိုက်ပြီးကိုရော၏အဝတ်များကို လေးပိုင်းခွဲကြ၏သို့တော်သူတို့သည်ယေရှု၏အင်းကြီးကိုအပြည့်စုံထားခဲ့ပြီးမဲချခဲ့ကြသည်ဤအဖြစ်ပြက်များတွင်ဖျားသခင်၏ကြီးမားသော စီမံမှုပါဝင်သည့်ယောဟန်၁၉23 24စစ်တီတို့သည်ယေရှုကိုလဝါကတ်တိုင်မှရိုက်ထားပြီးသောအခါကိုရော၏အဝတ်တော်ကို လေးပိုင်းပိုင်း၍ခွဲဝေကြ၏ စစ်တေတိုင်းအတွက်တပိုင်းစီနှင့်အင်ဂျီကိုလည်းခွဲဝေပေးကြ၏အင်ဂျီသည် ချုပ်ယိုးမဲ့ပြီးတပိုင်းနှင့်ရက်လုထားသည်ဒါနှင့်သူတို့ကဘသူအတွက်လဲဆိုတာဆုံးဖြတ်ဖို့မဲချကြဆိုလို့အချင်းချင်းပြောကြတယ်ဖိယသခင်ကယေရှုရဲ့ဝိယုံနဲ့အင်ဂျီအကြောင်းအသေးစိတ်မှတ်တမ်းတွေကိုဘာကြောင့်ခြံထားခဲ့တာလဲအဖြေက AD 90နောက်ပိုင်းအစ္စရေးသမိုင်းမှာရှိပါတယ်ယေရှုဟာဂျူးတွေရဲ့ဘုရင်အဖြစ်ကမ္ဘာမြေကိုကြာလာကြတဲ့က သူရဲ့ဝိယုံတွေကဣသရေလူမျိုးဒါမှမဟုတ်ဂျူးလူမျိုးတွေကိုဝိညာဉ်ရေးအရရည်ညွှန်းပါတယ်။ရောမစစ်သားများသည်ယေရှုကိုလဝါကတ်တိုင်မှာရိုက်ထားပြီးအဝိများကို၄ဘိုင်းခွဲလိုက်သောအခါအဝိများသည်မူလပုံတန်ပျောက်ဆုံးသွားခဲ့သည်။ဤဒီမှာဣသရေလနိုင်ငံ၏မကြမီပျက်စီးခြင်းနှင့်ဂျူးလူမျိုးများပြန်ကျဲသွားခြင်းကိုဝိညာဉ်ရေးအရကိုစားပြုသည်မူလပုံတန်ပျောက်ဆုံးသွားတော်လဲအဝိမ ्या ဤ၄ဘိုင်းသည်ကြန့်ရှိနေခဲ့သည် ဤဒီမှာလူမျိုးပြည့်စည်သွားတော်လဲဣသရေဟူသောအမည်သည်ဆက်လက်တည်ရှိနေမည်ဟုဆိုလိုသည်အေဒီ90တွင်ဣသရေလနိုင်ငံဖြစ်စည်းခံခဲ့ရပြီးယေရှု၏ဝိယုံများကိုအပိုင်းလေးပိုင်းပိုင်းခြားခြင်းဖြင့်ကိုစားပြုသည့်အတိုင်းလူများသည်ကမ္ဘာထောင်လေးထောင်သို့ပြန့်နှံ့သွားခဲ့ကြသည်ယနေ့ခေတ်တွင်ဂျူးလူမျိုးများကိုကမ္ဘာတဝန်းတွင်တွေ့ရှိရသည့်အကြောင်းရင်းကိုဤအချက်ကရှင်းပြသည်ယေရုရှလင်မြို့သည်ရောမဘိုလ်ချုပ်ကြီးတိုက်တက်စ်၏လက်ထဲသို့ ကြားရောက်သောအခါယောမစစ်တပ်သည်မြို့ရိုးများကိုဖျက်ဆီးပြီးဗိမာန်တော်ကိုမိရှို့ခဲ့သည်ဝိုင်းရံတိုက်ခိုက်မှုအတွင်ဖျားเจ้าမိလောင်ပြီးရွှေများအေးပြော်ကကြောက်များတဲ့သို့စိတ်ဝင်သွားသဖြင့်ယောမစစ်သားများသည် ရွှေများကိုချစ်ထုတ်ရန်ကြောက်တိုင်းကိုဖြိုချခဲ့ကြသည်ကြောက်တလုံးမြမတိမခိုက်ပဲကြံခဲ့သည်ဝိုင်းရံတိုက်ခိုက်မှုကိုအလွန်အမင်းအကြမ်းဖက်မှုများဖြင့်အမှတ်အသားပြုထားသည် ကိုဝင်ဆောင်မျိုးသမီးများကိုခွဲစိတ်ဖယ်ရှားခြင်းနှင့်ကလေးငယ်များကိုမိခင်များထံမှရက်ဆက်စွာ ခေါ်ဆောင်သွားခြင်းတို့ကိုခံခဲ့ရသည်ရက်ဆက်ကြမ်းကြုတ်သောရက်ဆက်ကြမ်းကြုတ်မှုများမှအသက်ရှင်ကျန်ရစ်သူများကို ရောမလူမျိုးများကဖမ်းဆီးပြီးတိုင်းတစ်ပါးသို့ကျွန်းဖြစ် ခေါ်ဆောင်သွားခဲ့သည်အစ္စရေးလူမျိုးများ၏ဖိနှိပ်မှုနှင့်ကျေပြန့်သောရက်ဆက်ကြမ်းကြုတ်မှုအတွက်အကြောင်းပြချက်တစ်ခုရှိပါသည် မသဲ29တွင်ပိလက်မင်းသည် အထီးကယုံဖြစ်ပွားမည်ကိုစိုးရိမ်သောကြောင့်ယေရှုကိုလဝါကတ်တိုင်တွင် ကိုမျက်ရန်စီရင်ခဲ့ပြီးဤသူ၏အသွေးနှင့်ငါကင်းစင်၏တင်းတို့ကိုယ်တိုင်လည်းထိုအရာကိုသတိပြုကြလော့ဟုကြေညာခဲ့သည်တက်ရောက်လာသောဂျူးလူမျိုးအလုံးကသူ၏အသွေးသည်ငါတို့နှင့်ငါတို့၏သားသမီးများအပေါ်၌ရှိလိမ့်မည်ဟုပြန်ဖြေခဲ့ကြသည်ဤစကားများသည် ဂျူးလူမျိုးများကြားတွင် ကြီးမားသောသွေးထွက်တန်ရုံမှုများကိုဖြစ်ပေါ်စေခဲ့သည့် AD 80ခုနှစ်တွင်ဂျေရုဆလင်မြို့သည် ရောမစစ်တပ်လက်ထဲသို့ကျရောက်သောအခါဂျူးလူမျိုးတက်တန်းခန့်အစုလိုက်အပြုံလိုက်တက်ဖြတ်ခံခဲ့ရပြီးဒုတိယကမ္ဘာစစ်အတွင်းနာဇီများက6တန်းခန့်ကိုတက်ဖြတ်ခဲ့ကြသည်သူတို့သည်ယေရှု၏အဝတ်များကို သူ၏အသွေးသည်ငါတို့နှင့်ငါတို့၏သားသမီးများအပေါ်၌ဒီစေရမည်ဟုသောစကားဖြင့်ချွတ်ယူခဲ့ကြသည် ဒုတိယကမ္ဘာစစ်တွင်ဂျူးလူမျိုးများကို ချွတ်ယူတပ်ဖြတ်ခြင်း၏အကျိုးဆက်များဖြစ်ပေါ်လာခဲ့သည်ယောဟန်၁၉23ဂီဂျီနောက်ပိုင်းတစ်ဝက်တွင် အင်ဂျီသည် ချုပ်ယိုးမဲ့ပြီးအပေါ်မှတပိုင်းနေရက်လုတ်ထားသည်ဟုကျွန်ုပ်တို့အားပြောပြထားသည်အင်ဂျီသည်ချုပ်ယိုးမဲ့ဖြစ်ခြင်းသည်တပိုင်းနေအဖြစ်ရက်လုတ်ထားကြောင်းဖော်ပြသည်လူတော်များများဟာသူတို့ရဲ့အတွင်းခံအဝတ်အစားတွေချောမွေးမှုရှိမရှိကိုဂယုမဆိုင်ကြပါဘူး ဒါဆိုဖျားသခင်ကယေရှုရဲ့ဝိယုံအကြောင်းဘာကြောင့်အသေးစိတ်ရှင်းပြခဲ့တာလဲဒါကဣသရေလဟာသွေးနှောမျိုးရိုးမရှိတဲ့တန့်စင်တဲ့လူမျိုးဖြစ်တယ်ဆိုတာကိုညွှန်ပြဖို့ပါ။တမန်ကျမ်းစာမှာအာဒံကို လူသားတွေရဲ့ဘိုးဘေးဖြစ်အာဗြဟံကိုယုံကြည်ခြင်းရဲ့ဘိုးဘေးဖြစ်ယာကုပ်ကိုဣသရေလရဲ့ဘိုးဘေးဖြစ် ဖော်ပြထားပါတယ်။ကဘာဦးကျမ်း35တစ်ဆက်ဆက်တွင်မှတ်တမ်းတင်ထားသည့်အတိုင်းယာကုပ်သည် တရေလာလူမျိုးဆဲနှစ်မျိုးကိုဖွဲ့စည်းခဲ့သောကြောင့်ဖျားသခင်သည်အာဗြဟံအစားယာကုပ်ကိုတရေလာလူမျိုး၏ဘိုးဘေးအဖြစ်ခန့်အပ်ခဲ့သည်တရေလာကိုယာကုပ်၏ဒါဆဲနှစ်ဦးကတီထောင်ခဲ့ပြီးသွေးနှောမျိုးရိုးမရှိသော လူမျိုးတစ်မျိုးအဖြစ်ဖွဲ့စည်းခဲ့သည်ရောပေါင်ဤနန်းဆန်ခြင်းရှောလာမုံမင်းကြီးဒါအတွင်တရေလာသည်မြောက်ပိုင်းတရေလာနိုင်ငံနှင့် တောင်ပိုင်းယူဒတ်နိုင်ငံဟူ၍ပိုင်းခြားခဲ့သည် မြောက်ပိုင်းနိုင်ငံတော်သည်တဘာမျိုးသားများနှင့်လက်ထပ်ထင်းများခဲ့ပြီးရှမာရိလူမျိုးရောနှောမျိုးနယ်စုဖြစ်လာခဲ့သည်တောင်ပိုင်းယူတသည်လက်ထပ်ထင်းများခြင်းမရှိဘဲမူလမျိုးရိုးစဉ်ဆက်ကို ထိမ့်သိမ်းထားသည်ယနေ့ခေတ်တွင်အင်းတို့ကိုဂျူးလူမျိုးများအဖြစ်လူသိများသည်ယေရှု၏အင်းကြီးသည်ချုပ်ယိုးမဲ့ပြီးအပေါ်မှတပိုင်းနှင့်ရက်လုတ်ထားသည်ဟူသောဖော်ပြချက်သည်ယာကုပ်ခေတ်ကလေးက ဣသရေလကိုတန့်စင်ပြီးရောနှောမှုမရှိသောလူမျိုးအဖြစ်ကိုစားပြုသည်။ရောမစစ်သားများကယေရှု၏ဝိယုံကိုမခွဲခြင်း၏အတိတ်ပေကအဘယ်နည်းဝိယုံသည် လူတဦး၏နှလုံးသားကိုဝိညာဉ်ရေးရကိုစားပြုသည်ဣသရေလဘရင်၏ဖြင့်ယေရှု၏ဝိယုံသည်ဂျူးလူမျိုးများ၏နှလုံးသားကိုကိုစားပြုသည်။တမိုင်းတလျှောက်တွင်ရွေးချယ်ခံရသောဣသရေလလူမျိုးများသည် အာဗြဟံကိုရင်းတို့၏ဘိုးဘေးဖြစ်ထားရှိကတဆူရဲသောစစ်မှန်သောဖျားသခင်ကိုဝတ်ပြုကိုးကွယ်ခဲ့ကြသည်ယေရှု၏ဝိယုံကိုထိမ့်သိမ်းထားခြင်းကလူမျိုးကိုရုပ်သိမ်းသွားတော်လဲဂျူးလူမျိုးတို့၏စိတ်တက်ဖျားသခင်ကိုဝတ်ပြုကိုးကွယ်သောစိတ်နှလုံးသည်မပြောင်းလဲပဲရှိနေမည်ကိုညွန်ပြသည်အစ္စရေလလူမျိုးပျက်စီးသွားတော်လဲကျမ်းစာတွင်ပရောဖက်ပြုထားသည့်အတိုင်းတပါးမျိုးသားများက ဣသရေလူမျိုး၏စိတ်တက်ဖျားသခင်အပေါ်ဝိပုကိုကိုွယ်သောစိတ်နှလုံးကိုငြိမ့်သက်၍မရပါဖျားသခင်သည်ဣသရေလူမျိုးကိုဒင်းတို့၏တည်ကြည်သောစိတ်နှလုံးကြောင့်ရွေးချယ်တော်မူခြင်းဖြစ်ပြီးနောက်ဆုံးကာလ၏ပရောဖက်ပြုချက်များကိုပြည့်စုံစေရန်ယေရှုကိုဆေလွတ်ခဲ့သည်ယနေ့ခေတ်တွင်ဂျူးလူမျိုးများသည်မျက်တရားကိုလိုက်နာရန်မရင်းရိုင်သောဂရိကဝတ်ကိုထိမ့်သိမ်းထားသည် အီတီဂျီမှုသည်အစ္စရေးဤဘိုးဘေးယာကုတ်ထံမှအငွေဆက်ခံခဲ့သည်အစ္စရေးသည် AD 90တွင် ဖြည့်ဆည်းခံခဲ့ရသော်လည်း1948ခုနှစ်တွင်အစ္စရေးနိုင်ငံဖြစ်လွတ်လပ်ရေးကြေညာခြင်းဖြင့်ကဘာကြီးကိုအံ့အားသင့်စေခဲ့သည်လွတ်လပ်ရေးရပြီးမကြာမီတွင်အစ္စရေးသည်ခေတ်မီနိုင်ငံတစ်ခုအဖြစ် အလင်းအမြန်ပေါ်ထွက်လာခဲ့ပြီးဤထူးချွန်မှုကိုပြသခဲ့သည်ရောမစစ်သားများသည့် ယေရှု၏အင်ကြီးကိုမဆုတ်ဖြဲနိုင်တဲ့ကဲ့သို့ဖျားသခင်ကိုဝတ်ပြုသောအစ္စရေးစိတ်တက်ကိုမြည်သူများမဖယ်ရှားနိုင်ပါနောက်ဆုံးတွင်သူတို့သည်ဖျားသခင်၏ရွေးကောက်ခံလူမျိုးအဖြစ်မျိုးတို့၏လွတ်လပ်ရေးကိုကြင်ညာခြင်းဖြင့်ဖျားသခင်၏အလိုတော်ကို ပြည့်စုံစေခဲ့ကြသည်ယေရှုကမသဲနှစ်ဆက်လေး32 34တွင်တင်မောတဖန်းပင်မှဥပမာကိုတင်ယူကြလော့အကိုင်းခတ်သည် နူးညံ့၍အရွက်များထွက်သောအခါ ရွေရာဒီနီးပြီဆိုတာသင်တို့သိကြတယ်။ဒါကြောင့်ဒီရအားလုံးကိုမြင်တဲ့အခါကိုရောဟာ တကားဝနာမှာအနီးမှာရှိနေတာကိုတိမှတ်ကြလော့ငါမန်ဆိုဒီကဤရအလုံးစုံမဖြစ်မချင်းဤလူမျိုးဒီမကွယ်ပြောက်ရဤဒီမှာယေရှုဤကြွလာခြင်းနှင့်နောက်ဆုံးကာလဤလက္ခဏာများအကြောင်း တပည့်တော်များအားဖြေကြားခဲ့သောအဖြေဖြစ်ပြီးနည်းနည်းသောဝိညာဉ်ရေးရာအတိတ်ပဲရှိသည် တင်မောသဖမ်းပင်သည်အစ္စရေးကို ကိုစားပြုသည်ဆောင်းရသည်သည်အရွက်များကြွေကြပြီးအေးသောလေတိုက်ခတ်သောအခါရောက်ရှိလာပါသည်တင်မောသဖမ်းပင်၏အကိုင်းခတ်၏နူးညံ့မှုနှင့်အရွက်များထွက်ပေါ်လာခြင်းနှင့်အတူနွေရသည်ဤဒီမှာအစ္စရေးနိုင်ငံကြဆုံးပြီးနောက်လွတ်လပ်ရေးပြန်လည်ရရှိသောအခါတခင်ဤဒုတိယအကြိမ်ကြော့လာခြင်းသည်နီးကပ်လာပြီဟု ဆိုလိုသည်ဤလူမျိုးဆက်တိကျသောကြာချိန်ကိုမတိရတော့လဲပြင်းသည်တေချာပေါက်ဖြစ်ပြက်လာလိမ့်မည် ကျွန်ုပ်တို့သည်အစ္စရေးနိုင်ငံ၏လွတ်လပ်ရေးကို မြင်တွေ့ခဲ့ရသောကြောင့်ဤလူမျိုးဆက်အစုံသည်နီးကပ်လာပြီဟုညွန်ပြသည် ခမဲတော်ဖျားသခင်သည်ဝိညာဉ်တိုင်းကဲတင်ခြင်းရရှိရန်တောင်းတတော်မူ၏ကျွန်ုပ်တို့နားလည်နိုင်ရန်အတွက်နောက်ဆုံးအချိန်များကိုတမာကျန်းစာတွင်မှတ်တမ်းတင်ထားပါသည် ယေရှု၏လဝါကတိုင်တင်ခြင်းမှတဆင့်အစ္စရေးနှင့်ပတ်သက်သောပရောဖက်ပြုချက်များမြည်တို့ပြေဆောင်လာသည်ကိုကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်းသခင်၏ဒုတိယအကြိမ်ကြွလာခြင်းကောင်းကင်ဘုံနှင့်နေရေးဆိုင်ရာ ပရောဖက်ပြုချက်များလည်းပြေဆောင်လာလိမ့်မည်ဟုကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။တတိရှိနေရန်စီပြင်စင်ရန်နှင့်သတို့သမီးအဖြစ်မိမိကိုယ်ကိုအသင့်ပြင်စင်ရန်အရေးကြီးပါသည်။သခင်ယေရှုကြွလာတော်မူပါ ဟုယုံကြည်စိတ်ချစွာမိန့်တော်မူနိုင်သူကအဘယ်သူနည်းကိုရောအတွက်ဆုတောင်းပေးရစေကောင်းကင်ဘုံရှိ ခမဲတော်ကိုရောဤကောင်းမြတ်တော်မူခြင်းအတွက်ယေရှုတင်ပါသည်ကျွန်ုပ်တို့ဤကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့်လူသားများအတွက်ကိုရောဤဖိယသခင်အစီအစဉ်နှင့်စီမံတော်မူခြင်းကိုကိုရောပြည့်စုံစေတော်မူပါပြီကိုရော၌ကိုရောဤရည်ရွယ်ချက်နှင့်ကျွန်ုပ်တို့အပေါ်ထားရှိသောမေတ္တာသည် ပြည့်စုံလာပါပြီ ယခုကျွန်ုပ်တို့ကိုကြောလာ၍ပြောင်းလဲစေမည်ဟုဂရိပေးတော်မူသောသခင်ပြန်ကြောလာခြင်းအတွက်ပြင်ဆင်ရန်ကိုတော်သည် ကျွန်ုပ်တို့ကိုလမ်းညွန်ပေးတော်မူ၏ဤအမှန်တရားဖြင့်ဉာဏ်လေးရရှိသောကိုတော်ဤတစ္ဆာရှိလူအလုံးကိုတည်ရှိရှိနေထိုင်ရန်နှင့် ခရစ်တော်ဤသူတို့သမီးအဖြစ်မိမိကိုယ်ကိုတန်ဆာစေရန်ထိုက်တန်စေရန်ခွန်အားပေးပါ ယေရှု၏လက်ဝါးကတိုင်တင်ခြင်းအတွင်ပရောဖက်ပြုချက်ပြည့်စုံခြင်းကိုကျွန်ုပ်တို့ဆင်ခြင်သုံးသက်သောအခါကျွန်ုပ်တို့အတိမတ်ပြုနိုင်ပါစေ။အီမန်တရားများသည်ယနေ့ကျွန်ုပ်တို့၏ဘဝတွင် အထူးသဖြင့်ဣသရေလ၏လွတ်လပ်ရေးမှတစ်ဆင့်မြည်တို့ထင်ရှားပေါ်လွင်နေသည်။ သခင်ပြန်ကြောလာခြင်းကိုစောင့်မျှော်နေစဉ်ကိုရောဤနှုတ်ကပတ်တော်ကို အပြည့်အဝယုံကြည်ပြီးကောင်းချီးမင်္ဂလာများခံယူကြပါစို့ကျွန်ုပ်တို့ဤသခင်ယေရှုခရစ်တော်ဤနာမ၌ဤစုတောင်းချက်ကို ပေးအပ်ပါသည်အာမင်